အဲ့ဒါလို့ကိုကိုကိုတမာရီကိုထူထောင်ကြည့်နောက်ပြီးတော့ဝိပဿနာဆိုတဲ့အသိဉာဏ်နေရအောင်လုပ်ကြည့်တမထဘာဝနာဝိပဿနာဘာဝနာဒီဘာဝနာနှစ်ခုနဲ့စခန်းသွားလိုက်လို့ရှိရင်တမာရီကလည်းတိုးတက်လာမယ်ပညာဘက်ကလည်းတိုးတက်လာလိမ့်မယ်တဲ့ပညာတိုးတက်လာခြင်းဖြင့် ကိုယ်တဏ္ဍမှာရှိသမျှမာရွင်းနဲ့အတွေးတွေတို့မာရွင်းနဲ့အမြင်တွေတို့ပျောက်ကွယ်သွားလိမ့်မယ်စိတ်ရဲ့အငြိအကျေးဖြစ်တဲ့ကိလေသာတွေဟာလည်းပျောက်ကွယ်ပြီးတော့သွားလိမ့်မယ်ဒါနဲ့ဖယ်ရှင်းသွားတာဒါဟာနိဗ္ဗာန်ကိုသွားနေခြင်းပဲဖြစ်တယ်ပေါ့နိဗ္ဗာန်ကိုသွားတာဆိုတာတခြားနည်းနဲ့သွားလို့မရဘူးနိဗ္ဗာန်သွားခြင်းဒီလမ်းကြောင်းကပဲရှောက်တယ် အဲ့ဒီလမ်းကြောင်းဟာဘာလဲလို့ဆိုရင်မဂ္ဂင်၈ပါးပဲအခုသွားနေတာမဂ္ဂင်၈ပါးနဲ့သွားနေတာပြန်ပြီးတော့စဉ်းစားကြည့်သီလဆိုတာတမဝါစာတမကမ္မန္တတမအာစီဝဆိုတာကိုချင်းသီလကိုအရင်စောင့်တည်လိုက်တယ်စောင့်တည်လိုက်သည့်အတွက်ကြောင့်ကာယကံဝစီကံဆိုတာစင်ကြယ်ပြီးတော့သွားတယ်ကာယကံဝစီကံစင်ကြယ်သွားတဲ့ပုဂ္ဂိုလ်ဖို့ အနဝိဇ္ဇဒုက္ခဆိုရယ်အပြစ်ကင်းတဲ့ချမ်းသာတခုကိုသူခံစားရတယ်ပေါ့အဲ့ဒီပုံမှာအခြေခံပြီးတော့ဖြစ်စေဖြစ်ပေါ်နေခိုက်အာယုန်လေးတွေပုံမှာတိအောင်ကြိုးစားတာကတမဝါယမနော်ကြိုးစားအထုံမှုအာယုန်နဲ့စိတ်နဲ့မပြတ်တွေ့ဆုံပေးနေတာကတမတတိအဲ့ဒီအာယုန်လေးပုံမှာစိတ်တွေစိတ်ဆွမ်းအားတွေစုကြနေတာကတမသမာဓိ အမှန်ကန်တဘာဝတရားကိုစဉ်းစားနေတာကတမသင်္ကပ္ပအမှန်သိတာကတမဒိဋ္ဌိလို့ဟောတမဒိဋ္ဌိကို အားပေးတဲ့တဘာဝတရားက၄ခုတမဒိဋ္ဌိဆိုတာပညာကတစ်ခုအဲ့ဒီ၅ခုဖြစ်ပေါ်နေတာကိုပဲနိဗ္ဗာန်သွားနေတယ်ဝိပဿနာအလုပ်အားထုတ်နေတယ်လို့ဒီလိုခေါ်တာနော်အဲ့ဒီ၅ခုကိုပဲမက္ခလို့ခေါ်တယ် သီလပါပါဝင်၈ခုဟာငါမက္ခအဲ့ဒီမက္ခဆိုတာဘာကြောင့်မက္ခလို့ခေါ်တော့ဆိုတော့မက္ခရဲ့အတိဘယ်ကဘာလဲလို့ဆိုရင်နိဗ္ဗာန်တ္ထိကေဟိကဝေတိယတိတိမက္ခိယတိကဝေတိယတိတိမက္ခောတဲ့နိဗ္ဗာန်လိုခြင်းရင် ဒီတဘာဝတရား၈ခု ကိုယ်တဏ္ဍာမှာရှာရမယ်ရအောင်လုပ်ရမယ်ဒါလို့ဆိုလိုတာသူတို့ကိုရအောင်မလုပ်ဘဲဒီ၈ခုမပါပဲနေကသွားလို့မရဘူးကားစီးခြင်းလို့ရှိရင်လိုင်းငားနဲ့သွားခြင်းနဲ့ဆိုရင်ကားကအရင်မရှာရပေဘူးလားရှာတာလို့ပဲနိဗ္ဗာန်ကိုသွားခြင်းမီဆိုလို့ရှိရင်တော့ဒီ၈ခုရှာရှာတယ်ဆိုတာကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ် ဖြစ်အောင်လုပ်တာခဏနီးတိုင်ဖြစ်တာခဏကြည့်လေထွက်လေဝင်လေလေးပေါ်မှာဖြစ်အောင်လုပ်တာပဲအဲ့ဒါလို့ဖြစ်အောင်လုပ်ဒီရှိခုဟာပူပေါင်းပြီးတော့ဆောင်ရွက်တာဒါကြောင့်မို့နိဗ္ဗာန်သွားခြင်းနဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းနိဗ္ဗာန်တ္ထိကေဟိကဝေတိယတိမက္ခိယတိကဝေတိယတိတိမက္ခောတဲ့နိဗ္ဗာန်သွားခြင်းနဲ့ပုဂ္ဂိုလ်ကြီးရှာရမယ့်အရာဖြစ်သွားကြောင်းမက္ခာဒီရှိခု ဟုတ်ပြီကိုယ်တဏ္ဍာမှာရပြီဆိုတော့နိဗ္ဗာန်သွားခြင်းလို့သူတို့ကိုရှာလိုက်ပြီနိဗ္ဗာန်ကိုဘသူက ရှာပေးမှလဲဆိုရင်ဘသူမှရှာပေးမှာမဟုတ်ဘူးနိဗ္ဗာန်မက္ခတိခဝေတ္တိတိမေခောဒီရှိကူကပဲနိဗ္ဗာန်ကိုရှာပေးမှာတခြားရှာပေးမယ့်ဟာမရှိဘူးเนาะကိုယ်ကိုယ်တိုင်လိုက်ရှာနေရမှာမဟုတ်ဘူးဒီရှိကူကိုထူထောင်ခြင်းဖြင့်ဒီရှိကူကပဲနိဗ္ဗာန်ဆိုတာရှာပေးလိမ့်မယ် နိဗ္ဗာန်ဆိုတာဘယ်မှာလဲဆိုတာသူတို့ကပြလိမ့်မယ်ဒါကပဲလုံနေုံပဲဟုတ်ပြီကိုလုံလို့ဒီသဘာဝတရားတွေကိုယ်တဏ္ဍာနဲ့မှာယဉ်တန်လာပြီယဉ်တန်လာပြီယဉ်ကျက်လာပြီပြည့်ပြည့်ဝဝကြီးဖြစ်လာပြီဘယ်အရာပဲဖြစ်ဖြစ်လေယဉ်တန်လာမှဖြစ်တာဟုတ်မယဉ်တန်ရင်ဘယ်ဖြစ်မလဲ အဲ့တော့ယဉ်တန်လာပြီဆိုရင်နိဗ္ဗာန်ကိုဘယ်ပုံရောက်သွားတာတုံးလို့မေးတဲ့အခါကျတော့ကိလေသာမာရင်တော်နိဗ္ဗာန်ခိစ္စတိတိမဲ့ခေါ်တဲ့ဟောဒီရှိခုကပဲတခုတည်းလို့ဖြစ်ပြီးတော့တပိုင်းကကိလေသာတွေကိုဖယ်ပလိုက်တယ်တပိုင်းကနိဗ္ဗာန်ကိုရောက်သွားတယ်ဟောသူတို့ပဲလုံးပါဆိုလိုတာကဝိပဿနာကျင့်စဉ်ကိုကျင့်ကျင့်နေခြင်းဒီဟောဒီမဂ်ရှင်ပါနဲ့ပဲကျင့်တယ် ြင့်လို့အောင်မြင်သွားပြီအဆင့်အမြင့်ဆုံးအဆင့်ရောက်သွားပြီဆိုလို့ရှိရင်တော့ဒီရှိခုကစွမ်းအားတွေတက်ပြီးတော့စိတ်ခွန်အားတွေမြင့်မာလာပြီးတော့နိဗ္ဗာန်ကိုမြင်လိုက်တာမြင်လိုက်တာနဲ့တပြိုင်နက်အရှုပ်ထွေးတွေစိတ်ရဲ့အနောက်ကြီးတွေကိလေသာတွေအားလုံးအရှင်းသွားတပြိုင်နက်ဖြစ်တာစဉ်းစားကြည့်နော် မိကလေးထွန်းလိုက်တာနဲ့တပြိုင်နဲ့အလင်းရောင်ရတာရဲ့အမှောင်ပြောက်တာရဲ့ဘသူကအရင်ဖြစ်ဘသူကနောက်ကျတယ်လို့ထင်တော့တူတူပဲဖြစ်တာမဟုတ်လားအမှောင်လည်းပြောက်တယ်အလင်းလည်းရောက်တယ်ဆိုတာတပြိုင်နဲ့ဖြစ်တာနော်အလင်းကအရင်ဖြစ်ပြီးအမှောင်ကနောက်မှဒီလိုမဟုတ်ဘူးအရှိလောကရကနေမင်းကြီးပေါ်ထွက်လာတဲ့အခါမှာအလင်းရောင်ဖြန့်ကျက်လိုက်တာ အမောင်นี่ပြောက်သွားတယ်။ဩနေမင်းကြီးထွက်တာကအရင်လားအမောင်အလင်းရောင်ထွက်တာက အရင်လားဟိုအမောင်ပြောက်တာက အရင်လားဆိုတော့မဟုတ်ဘူးတူတူပဲထွက်လိုက်တာနဲ့လင်းလိုက်တာနဲ့တပြိုင်နဲ့အမောင်ပြောက်သွားပြီလေအခုလည်းပဲတူတူပဲနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့ကိလေသာတွေပြောက်သွားပြီဒီအသေးပဲကိုဆိုလိုတာနော်ကိလေသာတွေပြောက်သွားလို့နိဗ္ဗာန်ကိုမြင်လိုက်တာနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့လေကိလေသာတွေပြောက်သွားတယ် ဒီဟာကိုကြီးရပြီးတော့ဘာဝနာနှစ်ပါးစိတ်ခွန်အားလို့ဒီလိုပြောတာစိတ်ရခွန်အားဒီနှစ်ခုပဲ